The Runner's Path. Jack was naturally fast. From the moment he could run, he outrun all the kids in his neighborhood. Teachers and coaches said he had a gift. Jack believed talent alone would make him a champion. He rarely trained. He thought his speed was enough to win any race. Jack was naturally fast. Jack ကငโกကလေးကအပြင်းမြင်တဲ့သူတယောက်ဖြစ်ပါတယ်။ Jack Jack က was ဖြစ်ခဲ့တယ်။ Naturally Naturally ဆိုတာငโกကလေးကပင်ကိုကလေးက fast အပြင်းမြင်တဲ့သူတယောက်။ From the moment he could run သူကစပြေးတတ်ပြီဆိုကလေးက he outrun all the kids in his neighborhood ရက်ခွက်တွေကကလေးတွေအားလုံးထက်ပုံမြန်ခဲ့တယ်။ From the moment from the moment ဆိုတာကဒီနေရာမှာဒီဖြစ်စဉ်တစ်ခုကနေစပြီးတော့ဒီအချိန်ကနေစပြီးတော့ he could run To သူပြေးနိုင်တဲ့အချိန်ကနေစပြီးတော့ he သူက out run ပို့ပြီးတော့အပြေးမြန်ခဲ့တယ် all the kids ကလေးတွေအားလုံးထက် in his neighborhood သူရဲ့ရပ်ကွက်ကလေးက teachers and coaches said he had a gift ni ဆရာတွေနဲ့နှီးပြဆရာတွေကသူ့မှာပါရမီပါတယ်လို့ပြောခဲ့တယ်ဒီမှာ teachers ဆရာဆရာမတွေ and ပြီးတော့ coaches နီးပြဆရာဆရာမတွေ said ပြောခဲ့တယ် he သူ့မှာ had ရှိခဲ့တယ် a gift par me gift ကိုနောက်ထပ်နောင်တစ်လုံးအနေနဲ့လည်းသုံးလို့ရတယ်သူ့ကိုလက်ဆောင်လို့ပြောလို့ရတယ်လို့အခုဒီနေရာမှာလည်း par me သူ့ရဲ့ကိုပိုင်းစွမ်းရည်မွေးကလေးကပါလာတဲ့စွမ်းရည်တစ်ခုလို့လည်းသုံးလို့ရပါတယ် jack believe talent alone would make him a champion Jack ကသူ့မှာပါတဲ့ပါရမီကြောင့်သူ champion ဖြစ်မယ်လို့ယုံကြည်ခဲ့တယ်။ Jack Jack က believed ယုံကြည်ခဲ့သည် talent alone ပါရမီတသက်ကြီးနဲ့ပဲ would make him သူ့ကိုပြုတ်လုပေးနိုင်တယ်။ a champion champion တယောက်ဖြစ်လာအောင်။ he rarely train သူလေ့ကျင့်ခဲ့တယ်ဆိုတာက မရှိသလောက်ပါပဲ။ he သူက rarely မရှိသလောက်ရှာရှာပါပါ ါကနဲပါတယ်ဆိုတဲ့ပမာဏကိုပြတဲ့စကားလုံးဖြစ်ပါတယ်။ train လေ့ကျင့်တယ်။ He thought his speed was enough to win any race. သူရဲ့အမြန်တော့ကဘယ်ပွဲကိုမဆိုအနိုင်ယူဖို့လုံလောက်တယ်လို့ထင်ခဲ့တယ်။ He သူက thought ထင်ခဲ့တယ်။ His speed သူရဲ့အမြန်တော့က was ဖြစ်ခဲ့တယ်။ enough လုံလောက်ပြီလို့ထင်ခဲ့တယ်သူက to win အနိုင်ရရှိရန်အတွက် any race Sarah was on the same team. She wasn't fast. She was usually the slowest during practice. But she had something Jack didn't relentless dedication. Every day, she ran drills, built stamina, and pushed herself even when tired. People laughed at her, saying, You'll never beat Jack. Sarah was on the same team. Sarah ကလည်းအသင်းတူတူတဲကပဲဖြစ်ပါတယ်။ Sarah, Sarah က was ဖြစ်ခဲ့တယ်။ on the same team အသင်းအတူတူတဲက She wasn't fast. သူမကအပြေးမမြန်ခဲ့ဘူး။ She သူမက wasn't မဖြစ်ခဲ့ဘူး။ wasn't က was not ဆိုတဲ့စာလုံးနဲ့အတူတူပါပဲ။ fast ပြေးမမြန်ခဲ့ဘူး။ She was usually the slowest during practice. ဒီနေ့အခါတိုင်းမှာအမြဲတမ်းလိုလိုသူမကနှီးဆုံးပါပဲ။ She သူမက was ဖြစ်ခဲ့တယ်။ usually, usually usually ဆိုတာကအမြဲတမ်းလိုလိုပုံမှန်အားဖြင့်အများစုအားဖြင့် the slowest အနှီးဆုံး slowest ဆိုတာက slow နှီးတော့ဆိုတဲ့ verb slower ပို၍နှီးတော့ပြီးတော့ the slowest အနှီးဆုံးဆိုတဲ့အမြင့်ဆုံး third degree စကားလုံးတစ်လုံးဖြစ်ပါတယ်။ during အချိန်ခါမှာဘလို့အချိန်ခါမှာလဲဆိုရင် practice လက်ကျင့်တဲ့ခါတိုင်းမှာ but she had something jack did it, relentless dedication so to ဒါပေမဲ့သူမမှာဂျက်မမရှိတဲ့မဆုံးမနစ်တော့စူးစမ်းအားထုတ်မှုဆိုတဲ့အရာတစ်ခုရှိခဲ့တယ် but ဒါပေမဲ့သို့တော့ she သူမမှာ had ရှိခဲ့တယ် something တစုံတစ်ခုသောအရာ jack jack did it မှာ didn't မရှိခဲ့တဲ့ relentless dedication ဆိုတော့ဒီစလုံးလေးရဲ့အဓိပ္ပာယ်ကတော့ relentless ဆိုတာကမစုံမနစ်တော့ဒီဇိုင်းမမတ်လို့အဓိပ္ပာယ်ရပြီးတော့ dedication ကကြတော့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုလုပ်ရမယ်ပန်းနိုင်တခုလို့မှတ်ထားတယ်ဒီမှာ dedication ကိုဥပမာအနေနဲ့ပြောပြမယ်ဆိုလို့ရှိရင်ကိုကစာမွေးတစ်ခုမှာအမှတ်ကောင်းခြင်းနဲ့အဆင့်တရခြင်းနဲ့ဆိုတော့ ီမန်းချက်မျောမန်းချက်ပန်းနိုင်တခုရှိရတယ်ပေါ့နော်အဲ့ဒီပန်းနိုင်ချက်ကိုဖြစ်တင်းမှုအတွက်ကိုက relentless ဆိုတဲ့မစုံမနစ်တော့စ조사အားထုတ်မှုဒါမှမဟုတ်အဲဒီဇိုင်းမမတ်조사အားထုတ်မှုဆိုတဲ့ဒီ relentless dedication ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုပြောပါတယ်ပေါ့နော် every day she run drills build stamina and push herself even when tired သူမကနေ့တိုင်းပြေးခဲ့တယ်ခဏရီကိုတိဆောက်တယ်ပင်ပန်းနေတဲ့အချိန်မှာတော့သူ့ကိုယ်သူတွန်းအားပေးခဲ့တယ် every day နေ့တိုင်း she run drills သူမကအပြေးလေ့ကျင့်ခဲ့တယ်ဒီညမှာ drills ဆိုတဲ့စကားလုံးကိုအပြေးမှာလုံးဝဒီမှာလေ့ကျင့်နေဆိုတဲ့အတိတ်ပဲကွာနေတဲ့နောင်တစ်ခုရှိတယ်ပေါ့နော်သူကကြတော့တံမိုဆွဲတဲ့ဆက်အံမိုဆွဲတဲ့စက်ကရိယာကိုပြောချင်တာပါ drills ဆိုပြီးတော့ပေါ့နော်ဒါပေမဲ့ဒီမှာကြတော့သူကလေ့ကျင့်ရင်းစင်တယ်လို့သုံးထားပါတယ်ဒါကတော့ကိုသုံးတဲ့စာကြောင်းမှာမူတည်ပြီးတော့အတိတ်ပဲကွဲသွားမယ်လို့ထင်ပါတယ်နော် build stamina ခန္ဓာရည်ကိုတည်ဆောက်တယ် and ပြီးတော့ push herself သူမကိုသူမတော်အားရပေးတယ် even when tired သူမကပြင်းမနေတဲ့အချိန်တွေမှာတော့ people laugh at her saying you'll never be jack လူတွေကသူမကိုရေမောကြပြီး jack ကိုမင်းဘယ်တော့မှ မနိုင်နိုင်ပါဘူးလို့ပြောကြတယ် people လူတွေက laughed ရေမောခဲ့ကြတယ် at her သူမကို saying ပြောပြီးတော့ဘလို့ပြောပြီးတော့လဲဆို you ဒါကကြော you will ဆိုတဲ့မင်းဖြစ်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ never Peroma beat Naimiyanai Bu Jack Jacku. One year the school announced a big championship. Jack barely trained and spent his time bragging. Sarah practiced every day. She studied technique and stayed focused. Race day arrived. Jack took an early lead. Halfway through, his speed dropped and his muscles burned one year, the school announced a big championship. One year, the school announced a big championship. Champion ဒီညမှာ big ကြီးမားသောဆိုတဲ့စကားလုံးကဒီ champion ပြိုင်ပွဲကြီးရဲ့ size အရွယ်အစားကကြီးမားလာတော့ညွန်ပြတာမဟုတ်ဘဲねဒီ champion ပြိုင်ပွဲကြီးရဲ့နမည်ကြီးတာတွေသူ့ရဲ့ဂုဏ်သတင်းကြီးမားတာတွေကိုဖော်ပြခြင်းတဲ့အနေနဲ့သုံးတဲ့စကားလုံးတစ်ခုပါနော် Jack barely trained and spent his time bragging Jack ကအနေငယ်သာလေ့ကျင့်ခဲ့ပြီးသူ့အချိန်တွေကိုကြွားလုံးထုတ်ရင်းကုန်ဆုံးနေခဲ့ Jack Jack က barely barely ဆိုတာအနေငယ်များ မရှိသလောက်ရှားပါသလောက် ဒီ barely ဆိုတဲ့စကားလုံးကဟိုးရှိမှရှင်းပြခဲ့တဲ့ first paragraph က rarely ဆိုတဲ့စကားလုံးနဲ့အတူတူပဲပမာဏနည်းတာကိုညွှန်ပြတဲ့စကားလုံးဖြစ်တယ် train လေ့ကျင့်နေ and ပြီးတော့ spend သုံးပြခဲ့တယ် his time သူ့ရဲ့အချိန်တွေကို bragging ကြွားဝါပြီးတော့ကြွားလုံးထုတ်ပြီးတော့ဒီညမှာ bragging ဆိုတဲ့စကားလုံးက verb ဖြစ်ပြီးတော့တခြားသောသူ့ရဲ့ brag brag bragging ဆိုတဲ့စကားလုံးလည်းရှိပါသေးတယ် Sarah practice every day ဆာရာကတော့နေ့တိုင်းလေ့ကျင့်ခဲ့တယ်ဆာရာဆာရာက practice လေ့ကျင့်ခဲ့တယ် every day နေ့တိုင်း she study technique and stay focus she သူမကတော့ study လေ့လာခဲ့တယ် technique နည်းစနစ်တွေကို and ပြီးတော့ stay stay ဆိုတာဒါကသူမရဲ့အခြေအနေကိုညွှန်ပြတဲ့စကားလုံးသူမရဲ့တည်ရှိနေမှု ူမရဲ့အခြေအနေပေါ့နော်ပြောမှဆိုလို့ရှိရင်ဒီမှာ focus အာယုံစိုက်ထားတယ်။သူမရဲ့အာယုံစိုက်နေတဲ့အခြေအနေကိုဖော်ပြတဲ့စကားလုံးဖြစ်ပါတယ်။ race day arrive ပြိုင်ပွဲနေ့ရောက်လာခဲ့တယ်။ race day ပြိုင်ပွဲနေ့သူတို့အပြေးပြိုင်ပွဲနေ့ arrive ရောက်ရှိလာခဲ့တယ်။ Jack took an early lead Jack ကအစောပိုင်းမှာဦးဆောင်နေခဲ့တယ်။ Jack Jack က took ယူဆောင်ခဲ့တယ်ရယူခဲ့တယ် ရှိနေတယ်ပေါ့နော်အခုဒီညမှာဆိုလို့ရှိရင်เนาะအဲ and early အစောပိုင်းမှာစောပိုင်းမှာ lead ဥဆောင်နေခဲ့တယ်။ Jack ကတော့အစောပိုင်းမှာဥဆောင်မှုကိုရယူနေခဲ့တယ်။ Halfway through တဝက်လောက်ရောက်တဲ့အခါမှာ his speed dropped and his muscle burned သူ့ရဲ့အမြန်နှုန်းကျဆင်းလာခဲ့ပြီးသူ့ရဲ့ကြက်သားတွေပူလောင်လာခဲ့တယ်။ Halfway ဒီညမှာ halfway ဆိုတာကကိုယ့်ရဲ့ တိနေရကိုဖော်ပြတဲ့စကားလုံးလေးပေါ့နော်ဥမာအဖြစ်ဆိုလို့ရှိရင်အာကျမတို့ကငယ်ချင်းအိမ်ကိုအလဲသွားမယ်အဲ့လိုဆိုရင်ကျမကကျမအိမ်ကနေပြီးတော့လဲဟိုတဝက်လောက်ကိုဝေးနေပြီပေါ့နော်ငယ်ချင်းအိမ်ကိုရောက်ဖို့လဲတဝက်လောက်ကလိုသေးတယ်ဆိုရင်ကွာအလဲမှာရောက်နေပြီဆိုတော့ဒါ health way ပေါ့နော်ကိုပြောမှဆိုလို့ရှိရင်ကိုအစာစားတဲ့အခါမှာလဲဟိုမကုံသေးဘူးအများကြီးလဲကြံသေးတယ်စားလဲအများကြီးလဲစားဖို့ပါဆိုရင်ဒါလဲ health way ပဲတဝက်ရောက်နေတဲ့အချိန်ကြီးကိုဖော်ပြတာပေါ့နော် သူတို့ကကြောင့်ဒီညမှာသူတို့ကပြေးနေရမလို့ရွေးရှားမှုကိုပြတဲ့ preposition သုံးထားတာပေါ့နော်ဒါ halfway through တဝက်လောက်ရောက်တဲ့အခါမှာ his speed dropped သူ့ရဲ့အမြန်နှုန်းကကျဆင်းလာခဲ့တယ် and ပြီးတော့ his သူ့ရဲ့ muscles သူ့ရဲ့ကြွက်သားတွေပေါ့နော်ဒီညမှာဒါ muscles ကကြွက်သားတွေ burn ပူလောင်လာခဲ့တယ် hey ကြောင်ညာဝင်မယ်နော် second 30လောက်အချိန်ပေးပါ grammar အခြေခံမရှိသေးလို့အင်္ဂလိပ်စာလေ့လာရခက်နေလား tense 12မျိုးကြောင့်ခေါင်းတွေရှုပ်နေလားဒါဆိုရင်တော့ကျမရဲ့အခြေခံ English grammar သင်တန်းလေးရှိပါတယ်ကျက်တထောင်ခွဲကိုတစ်ချိန်တည်းပေးသွင်းရုံနဲ့သင်ခန်းစာ32ခုကိုတသက်တာလေ့လာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။တနန်းအချင်းနယ်ဆိုရင်တော့အင်္ဂလိပ်စာလေ့လာမယ့် Facebook page ကို message ပို့ပေးပါနော်။ page မှာမှာဆိုလို့ profile ပုံလေးကိုတခြားကြည့်ဖို့တော့မမေ့နဲ့နော်။ဒါဆိုရင်စာဆက်တင်လို့ရပါပြီ။ Sarah stay steady she overtook him and crossed the finish line first. Jack collapsed, shocked. He realized talent alone was not enough. Watching Sarah celebrate, he learned the lesson. Hard work beats talent when talent doesn't work hard. Sarah stayed steady. Sarah got zabe 第二名，十二名。 Sarah Sarah က stay တေးဆိုရလဲဒီမှာလဲသူ့ရဲ့တရှိနေမှု သူမရဲ့အခြေအနေကိုညွှန်ပြတာပေါ့နော် study တည်ငြိမ်စွာပဲသူမတည်ငြိမ်စွာနဲ့ပြီးနေတဲ့အခြေအနေကိုဖော်ပြတဲ့စကားလုံးဖြစ်ပါတယ် Sarah stay steady Sarah ကတည်ငြိမ်စွာပဲဆက်ပြီးနေခဲ့တယ် She overtook him and crossed the finish line first သူမကသူ့ကိုကြော်တက်သွားခဲ့ပြီး ပထမဆုံးပန်းဝင်တဲ့စီကိုဖြတ်သွားခဲ့တယ် She သူမသည် overtook ဒီမှာ overture ဆိုတဲ့စကားလုံးကကြော်တက်သွားတယ်ပို့ပြီးတော့တာဝရလို့အဓိပ္ပာယ်ရပါတယ်ပေါ့နော်ဒါပေမဲ့အခုကသူတို့ကပြေးပွဲပြိုင်ပွဲဝင်နေရမို့လို့သူမကသူ့ကိုကြော်တက်သွားဆိုတဲ့အဓိပ္ပာယ်ရပါတယ် him သူ့ကို and ပြီးတော့ cross ဖြတ်ကျော်ရတယ် the finish line ပန်းဝင်နေစီ the finish line သူတို့ပြေးနေတဲ့အခါမှာပန်းဝင်နေစီတခု first ပထမဆုံး jack collapse shock jack ကအံ့အားတင့်သွားပြီးလဲကျသွားတယ် jack ဂျက်က collapse လဲကျသွားခဲ့တယ် shock အံ့အားသင့်သွားပြီ he realized talent alone was not enough ပါရမီတစ်ခုတည်းနဲ့မလိုလောက်ဘူးဆိုတာကို သူသဘောပေါက်ခဲ့တယ် he သူသည် realize သဘောပေါက်ခဲ့တယ် talent alone သူရဲ့ပါရမီတသက်ကြီးကပဲ was not enough မလုံလောက်ခဲ့ဘူးဆိုတာကို watching ကြည့်နေရင် sarah celebrate sarah အောင်ပွဲခံနေတာကို ကြည့်နေရင် he သူက learn သင်ယူခဲ့ရတယ် the lesson သင်ခန်းစာတစ်ခုကို hard work အလုပ်ကြိုးစားအထောက်ချင်းက beats အနိုင်ရနိုင်တယ် talent ပါရမီကို when ဘယ်အချိန်မှလဲဆိုရင် talent ပါရမီက doesn't မလုပ်ဘူး work hard အလုပ်ကြိုးစားနေရပြောမှဆိုလို့ရှိရင် အလုပ်ကြိုးစားမှုက ပါရမီကိုကျော်တက်နိုင်တယ်ဘယ်ခါမှလဲဆိုလို့ရှိရင်ပါရမီကအလုပ်ကိုကြိုးစားမလုပ်တဲ့အခါမှာ တော့မှဆိုလို့ရှိရင်တော့ဆာရာကတော့အလုတ်စူးစမ်းလုပ်နေပြီးတော့ဂျက်ကတော့ပါရမီပါနေပြီးမဲ့အလုတ်စူးစမ်းမလုပ်ခဲ့တာကြောင့်သူပြိုင်ပွဲမှာရှုံးနေခဲ့ရတယ်ပေါ့နော်။ကဲပုံမြင်လေးအဆုံးသတ်မှာဆိုလို့ရှိရင်ပေါ့စူးစမ်းအထောက်မှုရှိရဲ့ဆာရာကပါရမီပါပေမဲ့လေစူးစမ်းအထောက်မှုနေခဲ့တဲ့ဂျက်ကိုပြိုင်ပွဲတစ်ခုမှာအနိုင်ရခဲ့တဲ့အကြောင်းလေးပေါ့နော်။စူးစမ်းအထောက်မှုရှိလို့ရှိရင်ဘယ်အရာကိုမဆိုအောင်မြင်နိုင်တဲ့ဆိုတဲ့သင်ခန်းစာလေးရရှိပါတယ်။ ဒါကယုံနေလေးပုံမြင်နေတယ်လဲခက်စင်စင်ပါပဲ။အာဒါကမိမိလက်တွေ့ဘလော့ကမှာလဲပေါ့နော်ဘယ်ခက်ခဲမဆိုဘယ်အရာကိုမဆိုပေါ့။စူးစမ်းအထောက်မှုရှိလို့ရှိရင်အောင်မြင်မှုရနိုင်မှာဆိုတဲ့သင်ငန်းစာတွေပါ။ပုံမြင်လေးကိုတပိုင်းလေးစီဖတ်ပြီးတော့ရှင်းပြပြီးသွားတော့မို့လို့ထုံးစံအတိုင်းပုံမြင်လေးရဲ့အစအနေအဆုံးထိပေါ့နော်နောက်တစ်ခေါက်ထပ်ပြီးတော့ဖတ်ပြပေးပါမယ်နော်။ဖြည်းဖြည်းလေးဖတ်ပြတော့မှာမို့လို့အတူတူလိုက်ပြီးတော့ပြောစေချင်ပါတယ်ရှင့်။ကဲအဆင်စားလိုက်ကြအောင်နော်။ Jack was naturally fast. From the moment he could run, he outrun all the kids in his neighborhood. Teachers and coaches said he had a gift. Jack believed talent alone would make him a champion. He rarely trained. He thought his speed was enough to win any race. Sarah was on the same team she wasn't fast. She was usually the slowest during practice. But she had something Jack didn't relentless dedication. Every day, she ran drills, built stamina, and pushed herself even when tired. People laughed at her, saying, You'll never beat Jack. One year the school announced a big championship. Jack barely trained and spent his time bragging. Sarah practiced every day. She studied technique and stayed focused. Race day arrived. Jack took an early lead. Halfway through, his speed dropped and his muscle burned. Sarah stayed steady she overtook him and crossed the finish line first. Jack collapsed, shocked. He realized talent alone was not enough. Watching Sarah celebrate, he learned the lesson. Hard work beats talent when talent doesn't work hard. ကဲအတူတူလိုက်ဖက်ပြီးသားပြီဆိုရင်တော့ဒီပုံမြင်လေးကိုဘလောက်ထိနားလည်လဲဆိုတဲ့အကြောင်းကိုနောက်မှမိကုံးလေးရရှိအောင်လို့ဖြေပေးသွားပါအောင်နော်ကဲပထမဆုံးမိကုံးလေးကတော့ who was fast from a young age ဘသူကငငယ်ကလေးကအပြေးမြင်ခဲ့တာလဲ A Jack B Sara C Both နှစ်ယောက်တလုံးဖြေကြည့်ပါအောင်နော်အပြေးမြင်ကတော့ A Jack ဖြစ်ပါတယ် ဟုတ်ပါတယ်။ရက်ကငငယ်ကြီးကလေးကအပြင်းမြန်တဲ့ပါရမီပါပြီးတော့သူ့ရဲ့ရက်ခွက်ထဲမှာရှိတဲ့ကလေးတွေအားလုံးထက်အပြင်းမြန်နေခဲ့ပါတယ်။ What did Sarah have that Jack didn't? Jack မှာ မရှိခဲ့ပေမဲ့ Sarah မှာရှိနေခဲ့တဲ့အရာကဘာလဲ? A. bragging skill. ကြွားဝါတဲ့စွမ်းရည်။ B. relentless dedication. မစုံမနစ်တဲ့ကြိုးစားအားထုတ်ခြင်း။ C. natural speed. ပင်ကို အမြန်နှုန်းဖြစ်ကြည့်ပါအောင်နော်။ ပြေမြန်ကတော့ B relentless dedication မစုံမနစ်တဲ့စူးစမ်းအထောက်မှုဟုတ်ပါတယ်ဆေရာကတော့မစုံမနစ်တဲ့စူးစမ်းအထောက်မှုရှိပြီးတော့ Jack မှာတော့ပါရမီပါပေမဲ့မစုံမနစ်စူးစမ်းအထောက်မှုမရှိခဲ့ပါဘူးနောက်တစ်ခုကတော့ how did jack feel during the race ပြိုင်ပွဲမှာ Jack ကဘယ်လိုခံစားနေခဲ့ရတာလဲ A happy သူပျော်ရွှင်နေခဲ့တယ် B exhausted and shocked သူကပြင်းထန်နေခဲ့ပြီးတော့ အံ့အားသင့်နေခဲ့ရပါတယ်။ C relax သူကပေါ့ပေါ့ပါပါဖြစ်နေခဲ့ပါတယ်။ဖြစ်ကြည့်ပါဦးနော်လွယ်ပါတယ်။ဖြေမှန်ကတော့ B exhausted and shock သူကပြင်းမနှံ့နေနေခဲ့ပြီးတော့အံ့အားသင့်နေခဲ့ပါတယ်။ဟုတ်ပါတယ်။သူ့ရဲ့စူးစမ်းအထောက်အမှုမရှိအောင်မလို့သူ့ရဲ့ကြွက်သားတွေကပြိုင်ပွဲမှာပူလောင်နေခဲ့ပြီးတော့သူလဲကျသွားခဲ့ပါတယ်။နောက်ထပ်မိခွန်းလေးတစ်ခုကတော့ when did sarah practice sarah ကဘယ်အချိန်မှာလေ့ကျင့်လဲ A only on race day ပြိုင်ပွဲဝင်တဲ့နေ့မှာပဲ B only on weekend ပိတ်ရက်တွေမှာပဲ C every day even when tired နေ့တိုင်းပြင်ပန်းနေခဲ့တာတော့ဖြစ်ကြည့်ပါဦးနော်အပြင်မှန်ကတော့ C နေ့တိုင်းနဲ့ပြီးတော့သူပြင်ပန်းနေတဲ့အချိန်မှာတော့ဟုတ်ပါတယ်ဆရာကသူ့ရဲ့မဆုံးမနစ်တဲ့စ조사အထောက်မှုကြောင့်နေ့တိုင်းနေကျင်ခဲ့ပါတယ်သူပြင်ပန်းနေခဲ့တာတော့ နောက်ဆုံးမိကုံးလေးကတော့ who won the championship ဘသူကချန်ပီယံပြိုင်ပွဲမှာအနိုင်ရရှိခဲ့ရလဲ A Jack B Sarah C None ဘသူမှလွယ်ပါတယ်ဖြည့်ကြည့်ပါအောင်နော်ဖြေမှန်ကတော့ B Sarah ဖြစ်ပါတယ်ဟုတ်ပါတယ် Sarah ကသူ့ရဲ့မဆုံးမနစ်စ조사အထောက်မှုကြောင့်ပါရမီပါပေမဲ့လည်းမဆုံးမနစ်စ조사အထောက်မှုမရှိခဲ့တဲ့ Jack ကိုအနိုင်ရရှိခဲ့ပါတယ် ကဲဒီနေ့ဗီဒီယိုလေးမှာတော့ Sara နဲ့ Jack ရဲ့ Champion အပြည့်အဝအကြောင်းကိုဥမာပြပြီးတော့မိမိရဲ့လက်တွေ့ဘဝမှာဘယ်အရာကိုမဆိုးပေါ့နော်ဒီမဆုံးမနစ်တဲ့စ조사အားထုတ်မှုနဲ့စ조사မယ်ဆိုရင်အောင်မြင်မှုရနိုင်ကြောင်းသင်ခန်းစာလေးကိုပြပြပေးထားတာပေါ့နော်အတူတူ live ဖတ်ပေးတယ်ရှင်းပြရတွေကိုလည်းအတူတူ live ပြီးတော့နားထောင်ပြီးတော့ဒီမိကုံးလေးတွေကိုလည်းဖြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါနဲ့မိကုံးလေးတွေဘယ်နှခုမှန်လဲဆိုတဲ့အကြောင်းကိုလည်း comment မှာရေးပေးခဲ့ပါအောင်နော် နောက်ပြီးတော့မစုံမနစ်တော့စူးစမ်းအထမှုနဲ့အင်္ဂလိပ်စာတွေကိုအတူတူအများကြီးလေ့လာတော့ကြအောင်နော်။ကျမကတော့ Andre ဖြစ်ပါတယ်။ Have a nice day.